အားလုံးမင်္ဂလာပါဘူအော့ပရင်စစ်ပလန်ဆိုတော့ဗါတယ်ကျွန်တော်တို့ဒီလက်ရှိကျွန်တော်တို့ဒီအချိန်မှာဆိုရင်2016ပရီးမီယာလိဂ်ပုံစံကြီးရယ်အထွတ်ဘောလာကပြီဒီနေရာမှာဆိုကျွန်တော်တို့ဒီကင်မဲ့ကျွန်တော်တို့ဒီရက်တည်းရယ်ကျွန်တော်တို့ဒီကင်မဲ့ပုံစံကြီးရယ်အထွတ်ဘောလာကပြီဆိုတာနဲ့ကျွန်တော်တို့ပြောကြည့်အောင်ဒီနေရာမှာဆိုကျွန်တော်တို့ဒီမက်စီဒီယာပုံစံကြီးရယ်အထွတ်ဘောလာကလည်းမက်စီဒီယာကျွန်တော်ပုံစံနေမှာဆိုရင်ပုံစံ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 ကဘယ်လိုကြည့်မယ်ဆိုရင်ဒီမှာပြောဆိုရင်မလွယ်ကူဖိုတိုင်းနဲ့ကျွန်တော်ပြောကြည့်မယ်ဒီနေရာမှာဆိုကျွန်တော်တို့ဒီမန်စီးတီးရဲ့ပြင်ကွာနောက်ပရီးမှာဆိုရင်ဒီဘက်ကကျွန်တော်တို့ဒီစပါကျွန်တော်တို့ဒီအာဆင်နယ်ကျွန်တော်တို့ဒီချယ်စီတပါဖို့မန်ယူ အကောင်ပြောဆိုရင်ဘောရှင်းပြောပါမယ်ဒီနေရာမှာကျွန်တော်တို့ဖြစ်မက်ဆီနဲ့အာစပြောကြည့်မယ်မန်စီးတီးကအမတ်ဆိုကျွန်တော်တို့ဒီအပထမပတ်စဉ်ကားလောက်မှာဆိုကျွန်တော်လုံးဝကျွန်တော်မလွယ်ဘူးဆိုတော့အတိတ်ကြပဲပထမပတ်စဉ်ကားလောက်မှာဆိုကျွန်တော်ဒီမန်စီးတီးကတစ်ဖက်ကကျွန်တော်တို့ဒီအဘောဟန်တန်ကျွန်တော်တို့ဒီဆပါဘရိုက်တန်ကျွန်တော်တို့ဒီယူနိုက်တက်အာဆင်နယ် တို့နဲ့တွေ့ရမယ်ဒီနေရာမှာဆိုမယ် CD ရောက်မယ်ဆိုရင်ကျွန်တော်ပွဲစဉ်တွေကဘယ်လိုမှမပြောဆိုမလွယ်ဘူးဆိုတော့ကအသေးချပဲပွဲစဉ်တက်မှာဆိုရင် CD ကတစ်ဖက်ကကျွန်တော်ဘာတနဲ့ကစားမယ်အဲပွဲပြီးပြီဆိုရင် CD ကစတိုက်တွေနဲ့ပွဲချက်ကြရမယ်ဒီနေရာမှာစပါကကျွန်တော်ဒီစပါကျွန်တော် Brighton United Arsenal စတိုက်ကြရမယ်ဒါပဲဆိုရင်တော့ဒီပွဲစဉ်ကမှ City ရဲ့ပြောဆိုအဆုပ်ပွဲတွေနဲ့စမ်းတက်မယ်။တချို့ကျွန်တော်တွေ့သေးပြောင်းရွှေ့မှာဆိုရင် City ကပြောင်းလဲဖျင်းကြည့်မယ်ဆိုရင်အများကြီးလောက်ထားတွေ့ရတယ်။ဒီနေရာမှာဆိုရင် City ကပြောင်းလဲတွေကတော့ဒီကျွန်တော်လုတ်ဖြစ်မယ်ဆိုတော့ကအင်းတွေ့ဖို့သူတွေရှိရ ။အခုကျွန်တော်ဒီအချိန်မှာဆိုရင်မစီဘောစင်တင်မှာဆိုတော့ဘက်ကဝါရန်နဲ့ကစားပဲ။အဲဘောစင်မှာဆိုမစီရဲ့ဆိုတော့ဝက်ကင်းသူနဲ့တော့ကျွန်တော်တော့သူနဲ့ရေးစားသူနဲ့ကစားပဲ။ဘောရန်နဲ့ဝက်ကင်းကိုကြည့်မယ်ဆိုတော့တိတ်ပြီးတော့ကျွန်တော်ခက်ခဲပဲ။ဒီနေရာမှာဆိုဘောတန်ကိုကြည့်မယ်ဆိုလို့ကျွန်တော်တွင်းသီးပြောင်းရှုမှာဆိုရင်တို့ကကျွန်တော်ဒီအတွဲကူညာပြီးတော့နော်ကြီးလက်လွတ်ထားတယ်။ဒီနေရာမှာဆိုကျွန်တော်ဘောတန်ကိုကြည့်မယ်ဆိုရင်မစီတို့တိတ်ပြီးတော့ခက်ခဲဖို့ကျွန်တော်ဒီမရှိဘူး။ဒါပေမဲ့ပြောမှဆိုမယ်စစ်တဲ့အပွဲပြပြဆိုရင်ကျွန်တော်ဒီအာ စပါးနဲ့တော့ဆက်အဝင်ခဲ့ရမယ်ပြီးတော့ကျွန်တော်တို့ဒီ Brighton အဝေးကွင်း United ကျွန်တော်တို့အင်ကွင်းစပါးအာဆင်နယ်ကျွန်တော်အဝေးကွင်းအဲ့လိုမျိုးကျွန်တော်ဆန်ကတာမယ်ဒီနေရာမှာဆိုကျွန်တော်တို့ Wolverhampton ဘောစင်ကလို့ပြင်တင်လေဘောကိုချိမှတ်ဆိုပြန်စီးပြောကျွန်တော်တို့ဒီလုံးဝမလွယ်ဘူးဆိုတော့အသေးချက်ပဲ Wolverhampton ဘောဆိုရင်ကျွန်တော်တို့ဒီအင်ကွင်းအဝေးကွင်းဘောစင်ကအမဆိုကျွန်တော်တို့ဒီ Okay လာကျွန်တော်တို့ဒီ Stoke နဲ့ဒီနဲ့ စတင်တင်ရှင်းပြမယ်ဒီနေရာမှာဆိုကျွန်တော်တို့ဒီ post နေမှာဆိုရင် spark လို့ဆိုရင်ဒီကမှလက်ခံစားမယ် spark ကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်တို့ဒီပြသွင်းနေပြောင်းထားတယ်ဒီနေရာမှာ spark ကပြည့်ရရတီမှာဆိုကျွန်တော်တို့ဒီ messi ရဲ့ဒီကမှဆိုရင် c4 ဟာဟိုပြည့်ကျွန်တော်တို့ဒီနိုင်ထားတယ် comment ဆိုကျွန်တော်တို့ဒီ spark ကကျွန်တော်တို့ messi ကိုအပြင်းနဲ့ဒုက္ခပေးကြ အသင်းအဖြစ်တဲ့နေရာမှာဆိုရင်မန်စီးကမှဆိုစပါ့ကိုကျွန်တော်တို့အခုမှတခက်ကစားမယ်။ဘာဆိုရင်ဒီပွဲစဉ်ကမန်စီးပြောလောကျွန်တော်တို့ဒီအရေးကြီးတယ်။စပါ့ကိုကြည့်မယ်ဆိုရင်ဒီဘက်ကကျွန်တော်တို့ဒီတဲယိုသူမြန်ခေါ်ထားတယ်။နေရာမှာစပါ့ကိုကြည့်မယ်ဆိုရင်ကျွန်တော်နီးပြသူမြန်ပြောင်းထားတယ်။ဒါ့အချိန်မှာဆိုရင်မန်စီးရောဆိုရင်အခုမှသူမြန်ဝေးမန်စီးရောဆိုရင်အခုမှပြောဆိုတခက်ကစားကစားမယ်။ပြောဆိုရင်အပွဲစဉ်ကမန်စီးပြောကျွန်တော်ဆိုရင်ဘလုံးကပြောဆိုရင်ကျွန်တော်လွယ်ကိုဒီချက်ကစားမယ်။အဲ့နောက်မှာဆိုပွဲစဉ်တုန်းမှာဆိုရင်မန်စီးတဲ့ဘက်ကကျွန်တော်တို့ဒီဘိုင်ဒန်ကစားမယ်။ Brighton ကိုကြည့်မယ်ဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီရာသီမှာဆိုရင် Man City ကိုသူတို့ Man City ကိုသူတို့ Inc မှာကျွန်တော်တို့ဒီ9ထားတာကျွန်တော်တို့တွေ့ရတယ်9ထားကျွန်တော်တို့တွေ့ရတယ်ပြီးခဲ့တဲ့ရာသီမှာဆိုရင် Man City ရဲ့ Brighton ကိုလို့ဆိုရင်ကျွန်တော်တို့ကျွန်တော်ဒီ Blank ကိုကျွန်တော်ရှုံနဲ့ကျွန်တော်တို့တွေ့ရတယ်ဒီနေရာမှာဆိုရင် Man City ရဲ့ဆိုရင် Brighton Inc မှာဆိုရင်သွားသူနဲ့ရှင်းမယ်ကစားမယ်ပြောမယ်ဆိုရင်ကျွန်တော်တို့ Apple's သင်ကလည်းကျွန်တော်တိတ်ပြီးတော့ အမလွယ်ကူပြဒီနေရာဘက်တန်ကိုကြည့်မဲ့ဆိုရင်သူတို့ကကျွန်တော်တို့ဒီကမ္ဘာအထွက်တိတ်မရှိဘူးဒီနေရာမှာအထွက်ကကျွန်တော်တို့တို့ဒီကမ္ဘာဖြစ်တဲ့ကျွန်တော်တို့ဒီမီတိုမာတို့ပြီးတော့ကျွန်တော်တို့ဂျောပတ်တို့ကွန်းလက်ပါရဘယ်လေးပါအကုန်လုံးကျွန်တော်တို့ရှိသေးတယ်ဒီနေရာဘက်တန်ကိုကြည့်မဲ့ဆိုရင်ဆီပြီးတော့ကျွန်တော်တို့ဒီလိုမှကျွန်တော်တို့ဒီဘလွယ်ကိုအဲ့ဒါကပွဲစဉ်တော့ပွဲစဉ်လေးမှာဆိုရင်ဆီပြီးတော့ဆိုရင်ကျွန်တော်တို့ဒီနောက်တစ်ခုဆိုရင်အကုန်လုံးကန်ဆာမယ် အချက်အလက်ဒါပေးသူနဲ့ကစားမယ်ဒင်းဟန်ပါပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ United ကိုကျွန်တော် Man City ကပြီးခဲ့တဲ့ရာသီမှာဆိုရင်ကျွန်တော်တို့ဒီ Bayern ကိုကျွန်တော်တင်းအကူမှာဆိုရင်ကျွန်တော်ခါကြောမှာဆိုရင်သူတွေနဲ့ One Team နဲ့ရှင်းခဲ့ဒင်းဟန် United ကိုကြည့်မယ်ဆိုရင်သူကကျွန်တော်တို့ဒီ Jackson Murray ပြောင်းရှုမှာဆိုရင်အဓိကသူတွေနဲ့အားဖြစ်တာတဲ့တစ်ခါကျွန်တော်တို့အခုညာခေါ်ထားတွေ့ရတယ်ကျွန်တော်ဆိုရင်လည်းကျွန်တော်ဒီနောက်တဲ့ Manchester Derby ကိုကြည့်မယ်ဆိုရင် Manchester ရောက်ဆိုဘယ်လိုမှကျွန်တော်ဒီလိုကူးဆိုတော့အတိတ်ကြပဲဒီနေရာမှာပြီးခဲ့တဲ့ရာသီကိုကြည့်မယ်ဆိုရင်ကျွန်တော်ကကျွန်တော်တို့နဲ့အနိုင်ထောက်ဒီနှစ်မှာဆိုရင်ဆိုရင်နောက်တစ်နေရာလိုတယ်ဒီနေရာမှာဆိုရင် Manchester ဆိုကျွန်တော်တို့ဒီ လိုဖြစ်လာမလဲအာစောင့်ကြည့်ရမယ်ပွဲစဉ်ကမှဆိုရင်စီးရပြောဆိုရင်ကျွန်တော်ဒီဟာဒီနော်ဒီပိုချီပေါ်မှာဖြစ်တဲ့ကျွန်တော်ဒီအာဆင်နယ်တို့ကစားမယ်အပွဲကမဲဆိုရင်ကျွန်တော်ဒီအာဆင်နယ်အကောင်တို့ကပြန်မယ်အမ်မေးမှာကြင်ရမယ်ပီကရက်ရာဒီမှာဆိုရင်ကျွန်တော်ကကျွန်တော်ဒီအမ်မေးမှာဆိုရင်ကျွန်တော်ဒီအာ51အာကိုပြရကျွန်တော်ဒီရှုံးထားတယ်ကမဆိုရင်ကျွန်တော်အဲ့ဒါကိုသူနေနဲ့အာတင်ပုံတွားချရမယ်။ဒင်းရမဆိုရင်စီရမဆိုရင်သစားကျွန်တော်တို့ဒီချင်နိုင်မလား။အာစောင့်ကြည့်ရမယ်။ရှုံချေးရှုံချေးပြန်ဆက်နိုင်မလား။အာစောင့်ကြည့်ရမယ်။ ဒါမှဆိုရင်ပထမဘွဲ့ကိုကြည့်မှဆိုရင်ကျွန်တော်ဒီမှာ CG ကကျွန်တော်ဘယ်လိုမှမလွယ်ဘူးဆိုတော့ကအသေးချပဲဒီနေရာမှာဆိုရင် overlay နဲ့ဘွဲ့စင်ကလွယ်ပြန်တဲ့ဘွဲ့စင်တွေကိုကြည့်မှဆိုရင် CG ကကျွန်တော်ဒီလုံးဝကျွန်တော်ဒီမလွယ်ကို Man City ရဲ့ပြင်မဆိုရင်ဒီပြဖြစ်တဲ့ quality ကိုတနေ့ကျွန်တော် Man City ရဲ့ကျွန်တော်ဒီကစားသမားတွေကိုပြောဆိုရင်အဲ့ကကျွန်တော်ဆက်သက်မယ်ဒီနေရာမှာဆိုရင် quality နဲ့ကစားသမားတွေကိုကျွန်တော်ချုပ်ပြပြမလဲအဆောင်ကြည့်ရမယ်ဆိုအလုံးကျွန်တော်တလောက်ပဲကျွန်တော်ဒီအဲ့ဘယ်လိုလဲနောက်ပိုင်းမှာဆိုရင်ဒီဘက်ကကျွန်တော်တို့ဒီအသင်းကြီးဖြစ်တဲ့ကျွန်တော်တို့ဒီ Arsenal ကျွန်တော်တို့ United ကျွန်တော်တို့ Liverpool Chelsea စပါအသင်းကြီးတွေပြောဆိုရင်ကျွန်တော်တို့ဒီဆက်သွားမယ်ဆိုအလုံးကျွန်တော်တို့တလောက်ပဲကျွန်တော်တို့ဒီအဲ့ကောင်းတဲ့ passive တော့ဘယ်လိုလဲ